ကဲမင်္ဂလာပါရှင်အခုဖတ်ပေးမှာကတော့တကိုယ်တည်းလေလွင့်နေတာကြာပြီဖြစ်တဲ့သူတွေအတွက်ပါနော်ဆိုတော့ who's is coming toward you ဆိုတော့အသစ်ရောက်လာမလားဒါမှမဟုတ် old flame ပေါ့နော်အဟောင်းတွေတဲကပဲမင်းတို့စီကိုပြန်ရောက်လာမလားနောက်ထပ်ရောက်လာမယ့်သူကဘယ်သူလဲဆိုတာကိုကြည့်ပေးမှာဖြစ်တယ်ဆိုတော့ဒီနေ့ကတော့ call လက်တင်မဟုတ်ဘူးအချိန်ငယ်ရနေတာဆိုတော့ဖိုင်လေးရေးခိုင်းပေးမယ်နော်ဖိုင်1ဖိုင်2ရေးဖို့ပေးပါမယ်ရှင် ခြေခုချလာတဲ့နှစ်ခုဒါ phi 1ဒါလေးက phi 2ပါရှင် phi နေကိုရွေးတဲ့ချိန်မှာဘာမှမစမ်းစားဘဲနဲ့ calling လုပ်နေတဲ့တစ်ခုကိုပဲရွေးပါ phi နေကိုကြည့်နေရင်လည်းအားစီကိုရောက်လာမယ်နောက်ထပ်ချရတဲ့သူကဘယ်သူလဲဘယ်သူလာမှာလဲအစ်စ်လားညှို့နေတဲ့ age လားဒီလိုမျိုး တည်ထားလေး intention ထည့်ပြီးတော့ယူရပါပေါ့เนาะကြည်ပါအဲ့ဒီမှာမှာကို calling ဖြစ်နေတဲ့တပုံကိုယူလိုက်ပါရှင်ဟုတ်ပါပြီဆိုတော့ buy ယူပြီးပြီလို့ထင်ပါတယ်ဆိုတော့ buy one လေးတွေကိုစပြီးတော့ကြည်အောင် buy one လေးတွေလာရဲကိုနောက်ထပ်ရောက်လာမယ်သူကယူအောင်လားသူတက်လာပြောပြပေးပါရှင် buy one လေးတွေလာရဲကိုနောက်ထပ်ရောက်လာမယ်သူကလူဟောင်းလားလူတက်လား yeah it was sauce king of pandigay okay ဘာလို့မလုပ်ရအောင်လဲထင်ရောက်ပါမယ်သူဟာဒီတတယောက်ဟာတမန်မဟုတ်လို့ဟောင်းလားဖြစ်ပါရှင်โอเคโอเคก็บาပြောနေတယ် ကယ်ပိုင်ဝမ်းတို့ရေဆိုတော့ who's coming you ဆိုတာမှာတုံးတယောက်ကတော့မင်းတို့စီကိုလာဖို့ကြိုးစားနေတယ်ဆိုတာကိုအရင်ဆုံးမြင်ရပါတယ်ရှင်။ Nairo Cup အရာ romantic offer တခုကိုရဖိုင်ဝမ်တို့စီကိုလာဖို့ရှိနေတယ်လာကိုလာလိမ့်မယ်ဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော်ဆိုတော့ဒီ romantic offer ပေးမဲ့သူကအစ်စ်လားအဟောင်းလားဆိုတာမှာကတော့ရှင်တို့ရဲ့ပြက်ဆဲခဲ့ပြီးသားလူဟောင်းနေတဲ့ကဖြစ်လိမ့်မယ်ဆိုတာကိုတွေ့ရတယ်အာဒီကတ်တည်းရတဲ့ energy ရလေအစ်စ်ဆိုတာမျိုးကိုမခံစားရဘူးဟိုပွဲကွာနေတဲ့ energy နှခုပြန်ပေါင်းစုံရမယ် sense ကိုရတာမျိုးပေါ့နော်ဆိုတော့အဲကိုယ့်ရဲ့ collective မဟုတ် sorry by one ကိုယ့်ရဲ့ by one တို့ရဲ့အတိတ်မှာပတ်သက်ခဲ့တဲ့သူကအဲ romantic ဖြစ်တယ်အာချစ်ဖို့ကောင်းတယ်ပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပြောချင်တာပေါ့နော်မိတို့ရဲ့တစ်ဖက်သူကအော်ပတ်သက်ခဲ့ဘူးတဲ့သူကအာအရန် romantic ဖြစ်တယ်ချစ်ဖို့ကောင်းတယ်လို့ပတ်ဝန်းကျင်ကလည်းတမုတ်တယ်မင်းကိုယ်တိုင်ကလည်းအာကောင်းကလေးဆိုလဲ ယောက်ျားလေးပင်မဲ့ချစ်မွေးပါတဲ့သူရှိရည်နော်ချစ်စရာလေးငါရေးစားလာတို့ကောင်မလေးဆိုလည်းငါကောင်မလေးကချစ်စရာလေးတို့ဒီလိုမျိုးတွေအာ attention ပေးခဲ့ရတဲ့သူဆိုရင်တော့တေးကြတယ်ဒီလူကကိုယ့်ရဲ့ five one note စကိုပြန်လာနေတယ်ဆိုတော့ offline energy ပါရှင်အဲဆိုတော့ဒီအချိန်မှာသူတို့ဟာ ဟိုမင်းတို့ကိုအယံလွမ်းနေတာမျိုးအယံတရိယာနေတာမျိုးပြန်ပြီးတော့ reconnect ပေါ့နော်ပြန်ပြီးတော့ဆက်သွယ်ခြင်းနေတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒီလူကလေအတိတ်မှာတုန်းက aerosol ရဲ့ energy နဲ့နှစ်ယောက်သားကြားထဲမှာပေါ့နော်အတိတ်ကနေအခုထက်ကြီးတော့ mental block တွေရှိနေသေးတယ်စိတ်ပိုင်းဆိုင်ရာ အဆင်ပြေတာတွေဒီ relation နဲ့ပတ်သက်ပြီးတော့အတိတ်ကတော့အတော်ကြီးကိုနာကျင်ခဲ့ရတာမျိုးကိုတွေ့ရတယ်ပေါ့နော်တော်တော်ကြီးကိုအဆင်မပြေခဲ့ဘူးနှစ်ယောက်သားကြားထဲမှာ confuse ဖြစ်စရာတွေလည်းအများကြီးတယောက်ကိုတယောက်ပင်ပန်းစီခဲ့တဲ့ကိစ္စတွေလည်းရှိလိမ့်မယ်ဒီဟာကပေါ့နော်မင်းလည်းဖြစ်နိုင်တယ်မင်းရဲ့ partner လည်းဖြစ်နိုင်တယ်ဘာပဲပြောပြောနှစ်ယောက်ထဲကတယောက်ကတော့ emotionally trapped တွေဖြစ်နေတော့ပေါ့နော်စိတ်ပိုင်းဆိုင်ရာခံစားချက်တွေပိတ်ပိတ်ပိတ်မိနေတော့မယ်ခုထက်ထိအာမင်းတို့စီကို ဟိုသူကပြန်လာခြင်းနေတာမှန်တယ်ပြန်လဲလာခြင်းနေရဲ့အဲသို့တော်လည်းပဲကိုယ့်ရဲ့ buy one လို့ကတော့ဒီလူကိုပြန်ပြီးတော့လက်ခံရမလားဒါမှမဟုတ်တယောက်တည်းပဲ move forward လုပ်ရမလားဆိုတာကတော့မသေးချာနေသေးဘူးဆိုတာကိုမြင်ရတယ်ပေါ့နော်ဆိုတော့ error curve အရာတော့အတိတ်ကနာကျင်မှုတွေက buy one လို့အပေါ်မှာအခုထက်ဒီလွှမ်းမိုးနေတော့မှရှိသေးတယ်နှလုံးသားနဲ့အုံနောက်ကြားထဲမှာလွန်ဆွဲနေလိမ့်မယ် ပေါ့နော်ဒီတက်ဖတ်သူကတော့ buy one lose ကိုပြန်ဆက်တွယ်လာတဲ့အချိန်မှာ buy one လို့ကနှလုံးသားကလိုချင်တယ်ဒါပေမဲ့လည်းနှလုံးသားကလိုချင်တယ်ဆိုတော့မှပြန်လက်ခံချင်တယ်ပေါ့နော်ဒီလူကိုဟို buy one လို့ကနှလုံးသားကတော့ပြန်ပြီးတော့လက်ခံချင်တယ်ဒီလူနဲ့ပြန်ပြီးတော့ပတ်သက်ချင်တယ်ဒါပေမဲ့အုံနောက်ကကြာတားဆီးနေရပေါ့နော်ဒီလူကြောင့်နာကျင်ခဲ့ရတာကိုနင်းမမှတ်သေးဘူးလားပြန်လက်ခံမလားဆိုပြီးတော့ remember pain ပေါ့နော်နာကျင်ခဲ့ရတဲ့အတိတ်တွေကိုပြန်ပြီးတော့တတိပေးနေရအုံနောက်ကတော့ဒီလူမျိုးတွေကြားထဲမှာလွန်ဆွဲရဖို့တော့ရှိတယ် နိုင်ရောဖန်ခင်းရောဖန်ဒီကယ်လေအဲ့လိုပဲခင်းရောဖန်ဒီကယ်ရဘယ်လိုမှအတင်မဖြစ်နိုင်ဘူးကွာဟိုအိုမင်းရောနေတဲ့ energy ကွာအိုမင်းရဲ့ဆိုအသက်ကြီးတာကိုပြောတာမဟုတ်ဘူးเนาะစိတ်ခံစားချက်တွေရင့်တန်တာကိုပြောတာဒါပေမဲ့လည်းတစ်ဖက်သူပေါ့နော်ဖိုင်ဝမ်လို့စီကိုတစ်ဖက်သူကပြန်လာပြီဆိုရင်တော့ဒီအချိန်မှာပြန်လာတာကသူလုံးဝကို stable ဖြစ်တဲ့အချိန်အဲလုံးဝကိုတည်တည်ငြိမ်ငြိမ်ဖြစ်တယ်သူ့ရဲ့ မင်းပေါ်ထားတဲ့စိတ်ကလည်းအရင် serious ဖြစ်နေပြီအဲ့ဒီတကယ်ကိုအတီတကြပဲဒီတစ်ခေါက်မင်းစီကိုပြန်လာခြင်းကတော့သူ့အနေနဲ့တသက်လုံးမင်းတယောက်တည်းကိုပဲတစ္ဆာရှိရှိချစ်ပေးသွားတော့မယ်ဆိုတဲ့ grounded energy နဲ့ပြန်လာမှာသူကအရင်ကထက်လည်းပိုပြီးတော့ရင့်ကျက်နေပြီမင်းနဲ့အတူတူ long term commitment ပေးဖို့အတွက်လည်းဟို ready ဖြစ်နေပြီဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော် ဆိုတော့ base of the debt မှာကလည်း401ဖြစ်နေတယ်ဆိုတော့ကြည့်ကြည့်ပါပေါ့နော် three union ကိုပြောတာပေါ့နော်ဟို union ပေါ့နော်ပြန်လဲပေါင်းစုံကြရတယ် celebration တွေလုပ်ကြရတယ် soul mate bite ကိုရတာမျိုးပေါ့နော်ပြောနေအောင်ပါလေးနဲ့ကောင်းတယ်လေးနဲ့ကြည့်လိုက်ဆိုတော့ကိုယ့်ရဲ့ phi one တို့စီကိုလာမဲ့သူကတော့ old flame ပါရှင် age က ိုယ့်ရဲ့ file one လို့စီကိုပြန်လာလိမ့်မယ်ဒီလူနဲ့ကိုယ့်ရဲ့ file one တို့မှာလည်း source connection တခုခုရှိတယ်အဲ့ဒီဟာက reunion ပြန်ကိုဖြစ်အောင်မယ် future မှာပြန်ပြီးတော့အဆင်ပြေကြလိမ့်မယ်ဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော်ဆိုတော့သူကဘယ်လိုမျိုးပဲဟို new ပဲဖြစ်ဖြစ် renew ပဲဖြစ်ဖြစ်ပေါ့နော် love is trying to again ဆိုတာမျိုးကိုမြင်ရတယ်ဆိုတော့ကိုယ့်ရဲ့ file one တို့ကတော့အချစ်ကြောင့်ထပ်ပြီးတော့ပျော်ရွှင်ရအောင်မယ်ဆိုတာမျိုးကိုမြင်ရပါတယ်ရှင်ဆိုတော့ဟုတ်ပြီအာဒီ ် what is the tea ဆိုတဲ့ oracle ကြီးကကိုယ့်ရဲ့ private note ကိုဘာတွေပြောထားလဲဒီမှာတေးတရားကြီးတော့မဖော်ရဘူး YouTube ကသူကဖြတ်ခံရမှာဆိုလို့ဆိုတော့တဖက်သူကဒီအချိန်မှာလေကိုယ့်ရဲ့ private note စီကိုပြန်လဲလာခြင်းနဲ့ဒါပေမဲ့သူပြန်လာခြင်းတာကတကယ်ရောတေးချာရဲ့လားဆိုပြီးတော့သူကသူသူပြန်ပြီးတော့ confirm နေတာမျိုးတော့အော်တွေ့ရတယ်เนาะဘယ်လိုပြောမလဲငါ နင်းစီကိုပြန်လာတင်တာအသေးကြရဲ့လားဆိုပြီးသူ့ကိုသူပြန်ပြီးတော့ပြန်ပြီးတော့သူအတီးပြုတ်နေရပေါ့နော်မင်းကိုစောင့်ကြည့်နေရဲ့ missing you watching you missing you ပေါ့နော်မင်းကိုစောင့်ကြည့်နေရဲ့မင်းနောက်ကိုသူအဆက်မပြတ် social media ပဲဖြစ်ဖြစ်အပြင်ကတငယ်ချင်းပေါင်းစင်းနေနေတာပဲဖြစ်ဖြစ်ကိုယ်တိုင်လာချောင်းကြည့်တာပဲဖြစ်ဖြစ်သူတစ်ခုခုတော့လုံနေတာတေးကြတယ်ဆိုတော့ ဲ့ဒီအဲ့ဒီအဲ့ဒီသူ live လုပ်နေတဲ့ကိစ္စတွေမင်းနဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးသူ့ကိုသူသူသူပြန်ပြီးတော့အတီးပြုတ်နေတယ်ဒါပေမဲ့လည်းမင်းကိုလည်းသူအသေးအံပြန်လိုချင်နေရဲဆိုတာလည်းတွေ့ရတယ်အဲဆိုတော့သူပြန်လာခဲ့မယ်ဆိုရင် confuse မဖြစ်ပါနဲ့တဲ့အာသူ့ဘက်ကနေ romantic effort တွေစိုက်လာဖို့ရှိတယ်အားစိုက်ထုတ်လာဖို့ရှိတယ်အဲ့ဒီအချိန်မှာမင်းအနေနဲ့အာကိုယ်စိတ်ကတကယ်လက်ခံချင်နေတယ်ဆိုရင်တော့လက်ခံလိုက်ပါမူးမနေပါနဲ့တဲ့နောက်တစ်ခုကအာဒီ this အာဒါလေးအရာပေါ့နော်ကို့ squad ပေါ့နော်ကို့ပေးနေတဲ့ sporting system တွေ ကိုဘေးနားမှာတငယ်ချင်းတွေရှိသလားဘလို့ community ရှိသလား inner circle ပဲဖြစ်ဖြစ်ကိုရဲ့အတွင်းစိတ်ကကိုကိုအားပေးနေတာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဟိုကိုကိုအားပေးနေတဲ့ကိုရဲ့တငယ်ချင်းတော်လည်းကောင်းကိုရဲ့ဒီ soul တော်လည်းကောင်းဟို spiritual support ပဲထားပါတော့ကွာဒီအထောက်အပံ့ကိုကိုစောင့်ဆောင်နေတဲ့အဆောင်ချောက်တော်လည်းကောင်းဒီလိုလူမျိုးတွေက supporting ပေးနေတာတွေကိုလည်းမေ့ထားလို့မရဘူးတဲ့အဲ့ဒါကြောင့်မို့လို့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့တစ်ဖက်သူကတာပြန်လာခဲ့မယ်ဆိုရင်မင်းရဲ့ integration နဲ့ safe circle ကိုအသုံးချပြီးတော့ကြတော့ဘာဆက်လုပ်ရမလဲ healthy ဖြစ်တဲ့ connection ကိုရဖို့အာဘာစလုံးလဲဆိုတာကို main injuration ကလာတဲ့စကားသံနေနဲ့ပတ်ဝန်းကျင်ပေါ့နော်ပတ်ဝန်းကျင်ဆိုတာကဒီ sporting system sport system ပေါ့နော်ကိုယ့်ကိုတကယ်ကိုရင်းရင်းနေနေအထောက်ပံ့ပေးနေတဲ့အာဒီကိုယ့်ရဲ့ဒီ cycle ကလေးတွေကသူတွေရဲ့အကြံပေးစကားတွေကိုလည်းနားထောင်နိုင်တယ်ဆိုပြီးတော့ပြောထားတာကိုတွေ့ရတယ်။ဘာပဲပြောပြောကိုယ့်ရဲ့ collective တို့အနေနဲ့ အရင်ကိုစိတ်လှုပ်ရှားစေရာအခြေအနေတွေကိုပြန်ပြီးတော့ကြုံရဖို့ရှိပါတယ် spicy love ဒါမှမဟုတ် hot ဖြစ်တယ်လို့ပြောရမှာအဲ့ဒီပူဆက်ပူလောင်ဖြစ်တဲ့အာအချစ်ရည်တွေကိုတဖန်ပြန်ရောက်ရဖို့ရှိပါတယ်ရှင်ဆိုတော့ဒါက5 1တို့အတွက်ဖတ်ပြီးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့5 1တို့စီကိုပြန်လာမှာကတော့ old flame ဖြစ်ပါတယ် ဆိုတော့ h နဲ့ပြန်တွေ့ရတော့မှာပေါ့နော် x ကိုမျောနေတဲ့သူတွေကတော့ h နဲ့ပြန်တွေ့ရမယ်အဲ့လိုမဟုတ်ဘူးအာတခါမှကိုရေးစားမထားဘူးပါဘူးဆိုတဲ့သူတွေကတော့ဒါမျိုးတို့အတွက်မဟုတ်ပါဘူး define ကပေါ့နော်နောက်ထပ်တစ်ခုရေးလာတော့လည်းကောင်းအာလုတ်ပါရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ဒါက by one အတွက်ဖတ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ general energy ဖြစ်တယ်ကိုယ့်ရဲ့ personal energy နဲ့အာ personal reading ဖတ်ချင်တယ်ဆိုရင်တော့ message ပေါင်းလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ် အော်ကိုယ့်ရဲ့ YouTube နဲ့ Facebook TikTok ဒါလေးတွေကိုလည်း like and subscribe လေးလုပ်ထားပေးလို့ရပါတယ်เนาะကိုအာ magical message လေးတွေကိုလည်း daily တင်ပေးနေတာရှိတယ်ဆိုတော့လေเนาะဆိုတော့တက်တာနောက်ထပ် reading လေးမှာပြန်တွေ့ကြပါမယ်ရှင် Okay hello pine tour ရေဆိုတော့ pine tour စီကိုပြန်လာမဲ့သူ pine tour ဘွားတွေကိုဝင်လာမဲ့သူကအချစ်တလူအစ်စ်လားဒါမှမဟုတ် o plane လားပေါ့နော် h ပါကျန်လာမဲ့သူကဘယ်လိုလူမျိုးလဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ title ကိုပြောရဲကိုပြန်ဝင်လာမဲ့သူပါသူခေါင်းလားတူလားပေါ့ပြပေးပါနိုင်တော့ source the energy ကိုပဲရနေတယ် ဆိုတော့ဘာဖြစ်လို့1 or 2 or မှာအဟောင်းနေပဲပြန်လာဖို့တွေ့နေရတာလေဒါပေမဲ့ပိုင်းဝန်းကပြန်လာတာတော်သေးတယ်ဟိုလူကနောင်တတရားတွေနဲ့ပြန်လာပြီးတော့ဟိုပြန်လာပြီးတော့တကယ်ကိုချစ်ပြီးမှမျိုးပေါ့နော်ဖိုက်တူလို့စီကိုတော့အဲ့လိုမဟုတ်ဘူးနောက်ထပ်ဓာတ်တွေနဲ့လာထိုးမှမျိုးမြင်နေရတယ်နော်ဟိုမှာပုံတွေကိုကြည့်လိုက်ဝန်းကျက်သွားတာပဲ9 or sauce 10 or sauce base of base of the deck က4 or sauce တဲ့အောက်မလေးမကောင်းမကန်းတရဝါတကောင်နဲ့ကိုယ့်ရဲ့ဖိုင်းတူတို့ကပတ်သက်နေမိရလားကိုတော်ကက်တွေကြည့်ရင်းနဲ့ဒေါသဖြစ်လာပြီး ကိုယ့်ရဲ့လာကြီးတာကို quality တူလာဟိုကိုယ့်ရဲ့ file တူကိုရွေးချယ်တာကမျိုးသမီးပဲဖြစ်ပါစေအမျိုးသားပဲဖြစ်ပါစေမင်းတို့ပတ်သက်ထားမိတဲ့အဲ့ဒီ eight ပေါ့နော် old flame ဒီလူကပေါ့နော်မင်းတို့ကိုနာကျင်စေဦးမှာထပ်ပြီးတော့ပြန်လာပြီးရင်လည်းထပ်ပြီးနာကျင်စေဦးမှာအရင်တော့ကလည်းနာကျင်စေခဲ့တယ်ဆိုတာမျိုးဒီတဲကနေပြီးတော့အပြောင်းလဲတွေလုပ်ပြီးတော့ကိုယ့်ရဲ့ file တူကမနေရုံးထွက်ခဲ့ရတာမျိုးတွေဖြစ်လိမ့်မယ်ပေါ့နော်အဲ့မဲ့လေသူကပြန်လာပြီးတော့တည်ငြိမ်နေတဲ့ဘဝလေးကိုလာနှောက်ရှက်ဖို့ရှိနေတယ်။တကယ်ကြည်ရအောင် ဟုတ်ပြီဆိုတော့ဘိုက်တူရိုစီကိုပြန်လာပတ်သက်မှာကတော့ဟို90ရာခိုင်နှုန်းကတော့အဟောင်းပေါ့နော် old flame နဲ့ပြန်လာလိမ့်မယ်အာဒါပေမဲ့လေခုရတဲ့ energy အရာတော့ပေါ့နော်အသက်ပဲလာလာအဟောင်းပဲလာလာမကောင်းနိုင်ဘူးဆိုတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဟို x ကိုမျောပြီးတော့လာကြည့်ရတူတွေ x ကိုတွေးပြီးတော့ဒီ phi ကိုရွေးထားတဲ့သူတွေဆိုရင်အဲ့ဒီ h ကပြန်လာဖို့တော့ရှိတယ်ဒါပေမဲ့မကောင်းဘူးပေါ့နော်ဟိုကို h မရှိဘူးလုံးဝ pure single ကိုမှ ကိုကဒီအချိန်မှာတဲ့ရုံနဲ့ပတ်သက်နေရရှိရဒီလင်းလုံးနေရရှိရကိုကို propose ထုတ်ထားတဲ့သူတွေရှိရဆိုရင်လည်းအာပြန်ပြီးတော့ကိုကလေအဲ့ဒီလူအကြောင်းစုံစမ်းမအောင်တခြားလေးပြန်စဉ်းစားပါအောင်လို့ပြောချင်တယ်ပေါ့နော်ဘာပဲပြောပြောရတဲ့ energy အရာကတော့မကောင်းဘူးဆိုတော့ phi 2တို့ကလေလောလောလတ်လတ်မှာ transformation energy အရာပေါ့နော်အပြောင်းလဲကြီးကြီးဖြစ်ထားတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဟိုဟိုစိတ်ပိုင်းဆိုင်ရာ ြောင်းလဲထားတာမျိုးပဲဖြစ်ဖြစ်ပေါ့ပို့ပြီးရင့်ကျက်လာတာပေါ့နော်ဟိုအရန်ကိုနာကျင်ခဲ့ရလွန်းလို့အဲ့ဒီနာကျင်မှုတွေတဲကနေပြီးတော့ကိုကိုကိုတန်ဖိုးထားတက်ဖို့သင်ယူလာခဲ့ရတဲ့သူတွေဖြစ်ဖြစ်နေမယ်ပေါ့နော်ဒီအချိန်မှလေး bit chain ပေါ့နော်အပြောင်းအလဲကြီးကြီးကိုပဲပြောင်းထားတာ rebirth ပေါ့နော်အစ်စ်တဖန်ပြန်လဲမွေးဖွားလိုက်တလို့မျိုးကိုပဲဟိုအဟောင်းကိုရအိုးလီယာတွေကိုလုံးဝကာထားတာပေါ့နော်ငါကအရင်ကငါမဟုတ်တော့ဘူးဆိုတဲ့သူမျိုးတွေဖိုင်းတူးတို့ထဲမှာပါလိမ့်မယ်အာတော်တော်ကြီးကိုပဲတန်မာအောင်ရင်းကျက်အောင်ကြိုးစားပြီးတော့တိဆောက်ပြီးတော့ပြန်လဲမွေးဖွားလာတဲ့အချိန်တချို့သူတွေဆိုရင်ဝတ်ပုံစားပုံတွေပေါ့နော်ဟို fashion design တွေပါပြောင်းထားတဲ့သူတွေပါလိမ့်မယ်ဖိုင်းတူးတွေမှာဒါကြီးကဘာကြောင့်လဲဆိုတော့အတိတ်က အာနာကျင်ခဲ့ရတာတွေကြောင့်မင်းကဒီလိုမျိုးပြောင်းလဲလာတာဒီအချိန်မှာကိုယ့်ရဲ့ file tool က release past pain ပေါ့နော်အတိတ်တုန်းကနာကျင်ခဲ့ရတာတွေကိုလက်လွတ်နိုင်သွားပြီ he ဖြစ်သွားပြီပေါ့နော် ကိုယ့်ရဲ့ higher level love ကိုရောက်သွားပြီဟိုက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 ူစားနိုင်သွားပြီအဒီအချိန်မှာကိုယ့်ရဲ့ file tool အတွက်လိုအပ်တာက romantic မဟုတ်တော့ဘူး soul growth ဖြစ်သွားပြီပေါ့နော်ဆိုတော့ nine of swords အရာပေါ့နော် ဖိုင်းတူရိုကလေအတိတ်တုန်းကလေအခုဖိုင်းတူရိုစီကိုပြန်လာမယ်အဲ့ဒီ old flame ဆိုတဲ့တယောက်ပေါ့နော်ရေးစားဟောင်းအကြောင်းဒါမှမဟုတ်အင်းတောင်ဘက်အဟောင်းကြောင့်မို့လို့တော်တော်ကြီးကိုပဲဖိအားတွေများရတယ် over thinking တွေများရတယ်အမြင်စိတ်ပူပန်နေရပြီးတော့စိတ်ညှိုးလွှမ်းနေတဲ့သူတွေပါလိမ့်မယ်ပေါ့နော်ဒါကဘာကြောင့်လဲဆိုတော့အင်းတောင်ကြီးဖောက်ပြန်မှုတွေလူမှုရေးဖောက်ပြန်မှုတွေကြောင့်ဖြစ်လိမ့်မယ်သူများတွေလို့ငွေကြေးပြဿနာတွေဟိုနှစ်ဖက်မိဘအဆင်မပြေတာတွေနှစ်ဖက်တငယ်ချင်းအပေါင်းအသင်းကသဘောမတူလို့ဖြစ်တာတွေအယူအဆမတူ ာတွေမဟုတ်ဘူးเนาะအိမ်ဆောင်ရေးဖောက်ပြန်တဲ့ကိစ္စတွေကြောင့်အာလူမှုရေးဖောက်ပြန်တဲ့ကိစ္စတွေကြောင့်ဖိုင်းတူးကိုရွေးတဲ့သူတွေကဒီရေးစားဟောင်းဆိုတဲ့သူနဲ့အိမ်ကောင်းပဲဟောင်းဆိုတဲ့သူနဲ့ကွဲကွာခဲ့ရတာဖြစ်လိမ့်မယ် ဆိုတော့ဒီလူကလည်းအခုရှင်တို့စီကိုပြန်လာဖို့လုပ်နေရယ်နော်ရှင်တို့ကိုလာပြီးတော့ဒီအချိန်မှာတချို့လူတွေဆိုရင်လာပြီးတော့တောင်ဆက်သွယ်နေပြီး message ပို့တာတွေဖုန်းခေါ်တာတွေတောင်ဟိုလှုပ်ချင်လှုပ်နေလိမ့်မယ်ဟိုအဲ့လိုမျိုးလာပြီးတော့မဆက်သွယ်သေးဘူးအမအကြီးဆိုရင်လည်းပဲရောက်လာလိမ့်မယ်ဆောင်ကြည့်ပါဒါပေမဲ့အဲ့လိုရောက်လာတဲ့အချိန်မှာတတိထားဖို့လိုတယ်။သို့တော်လည်းပဲကိုယ့်ရဲ့ fight to တို့ကဟင်းဖြစ်ပြီးနေပြီအချိန်ဆိုတော့ကြတော့ဒီလူတွေရဲ့နှောက်ယှက်မှုကိုကာကွယ်နိုင်လိမ့်မယ်။ Sorry မင်းကဒီလူနဲ့ပတ်သက်ပြီးတော့ တော်တော်ကို fear တွေများခဲ့ပြီးတော့အိပ်ပြညတွေဖြစ် trauma တွေဖြစ်ပြီးတော့စိတ်တက်ကြလူလူနေပါပေါ့နော်စိတ်ကြယောဂရလူနေပါတောင်ခံစားခဲ့ရတာမျိုးတွေကိုတွေ့ရတယ်ပေါ့နော်ဒီအချိန်ထိလည်းအဲ့ဒီဒဏ်ရာတွေကအခုထိတစ်ခါတည်းရံမှာတက်ရောက်နေတုံးမယ်အိမ်မဆိုးတွေဖြစ်မိတို့ဘဝတွေကိုရောက်လာနေတုံးမယ်ပေါ့နော်ဆိုတော့ဒီကိုယ့်ရဲ့ဟိုတချို့ပိုင်းတူတို့ကအခုတည်းကအတိတ်တရားမရသေးဘူးဒီလူကိုမျောလင့်နေသေးတယ်ဆိုရင်လည်းသူပြန်လာလိမ့်မယ်ပြန်လာပြီးရင်ထပ်ပြီးဖောက်ပြန်လိမ့်မယ်ပေါ့နော်ဆိုတာမျိုးကိုတွေ့ရတယ် ဒါကဟို final release ဖြစ်လိမ့်မယ်ပေါ့နော်ဟိုအခုပြန်လက်ခံလိုက်မယ်ဟိုမရင်ကျက်သေးတယ်အနာမကျက်သေးတယ်ဖိုင်တူတို့ကဒီတစ်ခေါက်တူပြန်လာတယ်ပြန်လိုက်ပြန်လက်ခံလိုက်တဲ့အချိန်မှာ तू ကထပ်ပြီးဖောက်ပြန်မယ်ထပ်ပြီးတော့မြို့နာကျင်အောင်လုပ်မယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့မင်းကိုနောက်ဆုံးအနေနဲ့ universe ကဒါနဲ့ထပ်ပြီးတင်ယူစမ်းဆိုပြီးတော့ပို့လိုက်တဲ့ life lessons ဖြစ်ဖို့များတယ်ပေါ့နော်ဆိုတော့ပြန်လက်ခံမဲ့သူတွေအနေနဲ့လည်းထပ်ပြီးနာကျင်ဖို့အတွက်အစဉ်အသင်းလုပ်ထားပါလို့ပြောချင်တယ်ပေါ့နော်လူတို့ပြောရတာကောင်းတော့ကောင်းဘူးပေါ့ဒါပေမဲ့လည်းဒါက အာသင်ရမယ့်သင်ခန်းစာတွေအတွက် ပေါ့နော်ဆိုတော့ Baidu တို့အနေနဲ့ Forest Source ကိုတွေ့လာဆိုတော့ကိုစောစောကလည်းပြောခဲ့တယ်ကိုရဲ့ Baidu တို့က90ရာခိုင်နှုန်းကဒီကအချိန်မှာ romantic relation တွေအတွက်အားစိုက်နေတာမဟုတ်ဘဲနဲ့ကိုရဲ့အောင်မြင်မှုကိုရဲ့တိုးတက်မှုငါတယောက်တည်းလည်းဘယ်လိုပြောအောင်နေမလဲဘယ်လိုလှအောင်နေမလဲဆိုပြီးတော့ပဲစိတ်ဝင်စားနေတဲ့သူတွေဖြစ်တယ်အဲ့ဒါကမှန်တယ်ပေါ့တော့ဒီအချိန်မှာ healing လုပ်ရမယ် rest လုပ်ရမယ်ပေါ့နော်ကိုရဲ့ဒီ ဘယ်လိုပြောရမလဲစက်ပစ္စည်းတစ်ခုဖုန်းတစ်လုံးကိုမော်ရယ်အစ်စ်တစ်လုံးနဲ့လဲလိုက်တလို့မျိုးပေါ့နော်အဲ့ဒီလိုမျိုးမော်ရယ်ကိုကမော်ရယ်အစ်စ်ဖြစ်သွားဖို့လူအစ်စ်ဖြစ်သွားဖို့ပိုကောင်းနဲ့ပိုပြီးတန်မာတဲ့သူဖြစ်ဖို့ဆိုရင်အချိန်ယူပြီးတော့ healing လုပ်ပါကိုကိုကိုပြန်သုံးသပ်ပါကိုကိုကိုဟိုနောက်ထပ်အချစ်တစ်စာဖို့ရှာဖို့တွန်းအားမပေးနဲ့ပေါ့နော်ပြောက်ပဲနေလေရနေရပဲအဲမင်းအနေနဲ့ကနောက်ထပ်ချစ်ဖို့အတွက်အစင်သင့်မဖြစ်သေးဘူး divine timing လည်းမရောက်နေသေးဘူးဒီအချိန်က time to rest reflect ပေါ့နော်ဟိုတေချာလေး rest လုပ်ဖို့လိုတယ်ပြန်တုံးတက်ဖို့လိုတယ်တကယ်ကို healing လုပ်ပြီးတော့ကြတော့ဒီအတိတ်တုန်းကအသင်ခန်းစာတွေကနေ lesson learn လုပ်နေရမယ်အချိန်တကယ်ကိုစိတ်ခံတာအတွင်းမှာအေးချမ်းသွားပြီဆိုကမှအချစ်သက်ရှာရမယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့ထပ်ပြီးတော့အဖောက်ပြန်လိုက်ပြက်လိုက်ဖောက်ပြန်လိုက်ပြက်လိုက်နေပဲတိုင်ပတ်နေအောင်မယ်ဆိုတာမျိုးကိုမြင်ရတယ်ဒီလား okay နဲ့ terror တွေနဲ့ချိတ်ဆက်နေရဆိုတော့ oracle ကလည်းဘာပြောနေလဲဆိုတော့ မင်းအနေနဲ့လေဟိုဒီသူနဲ့ပတ်သက်ပြီးတော့ final breaking point ပေါ့နော်နော်ဆုံးတစ်ချိန်အသေးကွဲပြီးသွားပြီပဲဘာကြောင့်ဒီသူနဲ့ပြန်ပတ်သက်နေအောင်မလဲနင်းဆိုပြီးပြောနေတာပေါ့နော်အာမင်းဒါမှမဟုတ်မင်းရဲ့လူကနာကျင်ပြီးနေပြီးလုံလုံလောက်လောက်ဒါပေမဲ့လေ oracle မှာကတော့သူကလေ single ကြီးပေါ့နော်လုံးဝဟို age ကိုမျောနေတာမဟုတ်ပဲနဲ့ဟိုငါဘဝတဲကိုဘယ်လိုလူများရောက်လာမလဲဆိုပြီးတော့မျောနေတဲ့ single pure single တွေအတွက်သူကပေးနေတဲ့ message လို့ပြောတယ်ပေါ့နော်อืม အခုမင်းဘွားတဲ့ကိုဝင်လာမဲ့သူကပေါ့နော်ကိုယ့်ရဲ့ဒီဖိုင်းတူစီဝင်လာမဲ့သူပါလေသူကလည်းအရင်တုန်းကအတိတ်မှာရီးစားအကြောင်းတော်၎င်းဘာကြောင့်တော်၎င်းနာကျင်ခဲ့ရလိမ့်မယ်ဒါပေမဲ့အခုကိုယ့်ဖိုင်းတူစီကိုလာတာကလည်းသူတို့ရဲ့ intention ကမစင်မှန်ဘူးပေါ့နော်ကိုယ့်ရဲ့ဖိုင်းတူကိုတကယ်အချစ်စင်နဲ့ချစ်ပေးဖို့လာတာမဟုတ်ဘူးဒီတိုင်းပဲဟိုတိုင်းရှုလေးထားမှာပေါ့နော်တကယ်မင်းတို့နဲ့တွဲဖြစ်တယ်ဆိုရင်တော့မှပဲ situation shift လို့လို့ relationship glow glow friendship glow glow နဲ့ကိုယ့်ဘောအသားတွေကလည်းယူအောင်မယ် အဲဒီလိုမျိုးနဲ့ပေါ့နော်ဟိုမစစ်မှန်တဲ့ချက်ချင်းမျိုးနဲ့အဓိကကတော့ကွာချက်အချက်ဆိုတာထက်ပဲ sexually အရာဒီရုပ်ပိုင်းဆိုင်ရာပတ်သက်မှုတွေအရာကိုယ့်ရဲ့ fight တို့စီကိုသူကရောက်လာတာမျိုးနောက်ဆုံးမှဒီလူကမင်းကိုနာကျင်စေလိမ့်မယ်တဲ့ဆိုတော့ အဲ့ဒီကိုယ့်ရဲ့ phi 2တို့ပေါ့နော်ဟို h တွေ phi နဲ့မဆိုင်ဘူးလုံးဝကို pure single phi 2တို့ဆိုရင်အခု phi 2တို့ကို propose လုပ်ထားတဲ့သူပဲဖြစ်ဖြစ်ဟိုစကားတွေပြောပြီး easily လုံးနေတဲ့သူပဲဖြစ်ဖြစ်ရှိတယ်ဆိုရင်အဲ့ဒီလူကကိုယ့်ရဲ့ phi 2တို့ကိုညာနေရာမျိုးတွေလိမ်ထားတာမျိုးတွေရှိပါတယ်တဲ့အာ ဒါကြောင့်မလို့သူကတတိထားကြီးကိုပြောနေတာပေါ့နော်ဒီလူနဲ့ပတ်သက်ပြီးမင်းအနေနဲ့အရန်ကိုဟိုတခါတရံမှာကိုကိုတိုင်းလည်းမင်းကိုတိုင်းလည်းခံစားရလိမ့်မယ်ပေါ့နော်ဟိုထုတ်ဆိုးရင်ပူပန်နာတွေသူကကိုယ့်ဘောမူမမှန်မှုဆိုတဲ့ခံစားချက်တွေအဲတခါတရံမှာခံစားရလိမ့်မယ် ဒီလူကပေါ့နော်ဒီမှာတွေ့လား frog လို့တဲ့ energy ခိုးတဲ့ energy fake ဆိုတာတွေဟိုတွေ့ရတယ်မျိုးသားတာကတော်တော်ကိုမျိုးသားတာပေါ့နော်မင်းအရှိမှလည်းပဲဒီဟာမျိုးသမီးပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်မင်းရှိမှလည်းပဲလူတိုင်းရဲ့နှလုံးသားကိုလိုက်ခိုးယူနေတဲ့သူတွေသူတို့ကသူတို့လိုချင်တာကိုပဲယူတဲ့သူအပျော်အပါအယံမတ်တဲ့သူမျိုးတွေပဲဖြစ်တယ်တဲ့ဆိုတော့ကိုယ့်ကိုယ်သကားချိုချိုလေးတွေနဲ့ချက်ပြနေတိုင်းအဟုတ်မမတ်ပါနဲ့တဲ့ဒီဟာ fake person ဆိုတာကိုပြတယ်ပေါ့နော်ဒီလူကလုံးဝကိုမကောင်းတဲ့သူ မင်းတို့ကို emotional manipulation လုပ်မဲ့သူတွေဖြစ်တယ်တဲ့ဒါကတက်တက်ဟောင်းဟောင်းပိုင်းတို့ကိုရွေးချယ်ထားတဲ့သူတွေကဘသူပဲလာလာဒီကာလမှာလာတယ်ဆိုရင်ကောင်းကောင်းမကောင်းပါဘူးပဲရှင်ဒါကလေ9 of source ရဲ့ energy နဲ့တူတယ်တွေ့လားဒီမှာကတ်တွေကလေ release ဖြစ်နေရတွေ့လား9 of source ဓာတ်တွေနဲ့ဓာတ်တွေနဲ့ထိုးနေရဒီမှာလေနက်နဖုံးကတက်ထားသေးတယ် လိန်လေဖို့ခိုးယူဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတော့ energy မျိုးပေါ့နော်ဒါဆိုရင်ကြည့်လိုက် ten of swords ရဲ့ energy နဲ့တူတယ်တစ္ဆာဖောက်တာနောက်ကျောကိုဓာတ်နဲ့ထိုးတာဒီမှာလဲ hidden glove ပါတယ်တွေ့လားသူ low key situation ရှိလေးနေပဲနေတာမျိုး side piece အနေနဲ့ထားမှာပဲ side dish အနေနဲ့ထားမှာပဲဟိုတကယ်လူသိရှင်ကြားတွဲဖို့တကယ်စေတနာမြင့်တာအမှန်လေးချစ်ချင်းအပြည့်ပေးဖို့အစီအစဉ်ကိုမရှိဘူးလာပြီးတော့အာချောင်းလားဒီလိုကောင်းကြီးလောလောဆယ်ဖိုင်းတူဖို့ပွားရဲကိုရောက်လာလိမ့်မယ် ဆိုတော့ကြည်ရှောင်းအာသူထားသလို secret connection လေးနဲ့နေမယ်ဒီလိုမျိုးလေးအဲဘယ်လိုပြောရမလဲ low key situation ship လေးမှာနေရတာကိုကကျမတို့ကတာယာနေတာပါဆိုရင်တော့လေသဘောပေါ်ရှင်ဆိုတော့ဒါက phi 2ရို့အတွက်ဖတ်ခဲ့ပြီးတာဖြစ်ပါတယ်ရှင် ဆိုတော့ပိုင်းတူတွေက90ရာခိုင်နှုန်း H နဲ့ပတ်တက်နေတဲ့သူတွေဆိုရင်တော့ဟို auto system ရှင်တို့ကိုယ်တိုင်ကညင်းမိတာဖြစ်လိမ့်မယ်ဒီလူကိုပြန်လက်ခံဖို့မမြင်ဘူးပေါ့နော်ဆိုတော့ဒါကကောင်းပါတယ်မန်ကန်လည်းဆုံးဖြတ်ချက်ဖြစ်တယ်ပေါ့နော်ဒီ offline ကိုပြန်လက်ခံလိုက်မဲ့သူတွေကလည်းဒါမင်းတို့အတွက် final test ပဲနောက်ဆုံးအချိန် universe ကမင်းကိုစစ်ဆေးခြင်းဖြစ်တယ်အာပြီးတော့ဒါမင်းရဲ့ turning point လည်းဖြစ်တယ်ပေါ့နော်ဒီအရွေမှာ မင်းကိုယ်တိုင်ကပြောင်းလဲနိုင်စွာမရှိဘူးဆိုရင်တော့ဒီနုံထဲမှာတစ်ချိန်လုံးနစ်မြုပ်နေတော့မယ်ဆိုတဲ့သဘောကိုလည်းပြတယ်ပေါ့နော်ဆိုတော့ကောလတ်ပါရှင်မှန်ကန်တဲ့ရွေးချယ်မှုတွေမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေလုပ်နိုင်ပါစေအဓိကကတော့ဖိုင်းတူတို့အနေနဲ့ကတော့အာရေးစားထားဖို့အချိန်မကျသေးပါဘူးရှင်ဒီပိုင်းထိုင်ပြီးမဟုတ်သေးဘူးအချစ်သက်ရှာဖို့ထက်ပဲနာကျင်မှုတွေကိုကုစားရမယ်အချိန်ကိုတယောက်တည်းတောက်ပါပြီးတော့အောင်မြင်မှုကိုရွေးချယ်ရမယ်အချိန်ဖြစ်တယ်ပေါ့နော်ဆိုတော့ ါက general reading ဖြစ်တယ် personal reading ဖတ်ချင်တယ်ဝယ်ယူချင်တယ်ဆိုရင်တော့ message မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင် description မှာလည်း go telegram link လေးကို viber phone number တွေကိုထည့်ပေးထားပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ဒီလိုမျိုး free reading လေးတွေ daily magic message လေးတွေကိုရကျင်နေဆိုရင်တော့ youtube facebook နဲ့ tiktok ကို like and subscribe follow လေးလုပ်ထားလို့ရပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်နောက်ထပ် video လေးနဲ့ပြန်တွေ့ကြမယ်เนาะ